Good day to my fellow students. My name is Modujo. I'm here to discuss a topic of Unit 9 Grammar Part 1 Verbs followed by a noun group and a bare infinitive. ဆိုတော့ unit 9 grammar မှာဆိုလို့ရှိရင်ဆို topic နှစ်ခုရှိတာပေါ့เนาะဒီ topic နှစ်ခုထဲမှာမှာဆရာကပထမအဆုံးတစ်ခုကိုစာပြီးတော့ရှင်းပြมาဖြစ်တယ် so ပထမ topic မှာက verbs followed by a noun group and a bare infinitive so ရာကရှေ့မှာ verb တစ်ခုရှိမှာကွာအဲ့ဒီ verb ရဲ့နောက်မှာနောက်ထပ် noun group တစ်ခုထပ်လာမယ် so subject အနေနဲ့နောက်ထပ် noun group ထပ်ပြီးတော့ဝင်လာမှာပေါ့လေပြီးတော့မှတခါထူးဆန်းတာကအဲ့ဒီ subject ပဲဖြစ်ဖြစ် object ပဲဖြစ်ဖြစ်ပေါ့လေဒီ noun group ထပ်ပြီးတော့ဝင်လာလို့ရှိရင်အဲ့ဒီ noun group ရဲ့နောက်မှာလိုက်ရတဲ့ verb ဒီ bare infinitive ဘဲ infinitive ဆိုတဲ့ဘောကလည်း to မပါတဲ့ infinitive ပေါ့လေဒီလိုပုံစံမျိုးဖြစ်သွားမယ်ဆရာတို့နမူနာလေးကြည့်လိုက်အောင်နော် some verbs are followed by a noun group and a bare infinitive ဆိုဘလို့ဟာမျိုးလဲဆိုလို့ရှိရင် any mate helen pick up the door ကိုကကိစ္စတစ်ခုခုကိုလုတ်ခိုင်းခြင်းနဲ့အကြောင်းဖြစ်စေခြင်းနဲ့အကြောင်းနော်ဒါမျိုးတွေမှာဆိုလို့ရှိရင်ဒါဒီလိုပုံစံမျိုးနဲ့သုံးတာရှိတယ်ပြီးသွားလို့ရှိရင်အဓိကကတော့ ဖြစ်ရတစ်ခုကိုကြုံတွေ့ရတဲ့အချိန်မျိုးတွေဒါလို့အချိန်တွေမျိုးမှာဆိုလို့ရှင်လည်းပဲဒီ infinitive ပုံစံနဲ့သွားတာများတယ်ပေါ့လေဒီကတော့ဒီကိုကလူတယောက်ကိုနောက်တစ်ခုလှုပ်ဆဲခြင်းတဲ့အချိန်မျိုးဒါပထမပုံစံပေါ့နော်ပြီးကားလို့ရှင်ကိစ္စတစ်ခုဖြစ်တဲ့အချိန်မှာနောက်ထပ်တစ်ခုထပ်ဖြစ်တာနောက်ကိစ္စတစ်ခုဖြစ်တဲ့အချိန်မှာနောက်တစ်ခုထပ်ဖြစ်တဲ့ပုံစံမျိုးပေါ့လေဒီမှာဆိုဒုတိယစာကြောင်းလေးမှာဆိုပို့ပြီးတော့ရှင်းတယ် He heard a woman laugh loudly မျိုးသမီးတယောက်အတန်ကြေကြေနဲ့ရည်နေတာကိုသူကြားတယ်ဆိုကိစ္စတစ်ခုဖြစ်နေတယ်မျိုးသမီးတယောက်အတန်ကြေကြေနဲ့ရည်တယ်ဆိုတော့ကိစ္စတစ်ခုဖြစ်တဲ့အချိန်မှာနောက်ထပ်ကိစ္စတစ်ခုထပ်ဖြစ်တာသူကကြားတယ်ဟာပြီနော်ဆိုအဲ့လိုမျိုးကိစ္စနှစ်ခုဖြစ်နေတယ်ဆိုတဲ့အခါမှာဆရာတော်ကဖြောင်းမြန်ရေးရတယ်ဒုတိယဖြစ်တဲ့ကိစ္စကို subject နေရာမှာထားပြီးတော့ရေးတယ်ဆိုဒီ case မှာဆိုလို့ရှိရင် he hurt a woman laugh loudly မျိုးသမီးတယောက်အတန်ကြေကြေနဲ့ရည်နေတာကိုသူ ကြားတယ်ဆိုတော့အရင်ဆုံးသူကြားတယ်ဆိုတော့ဒုတိယကိစ္စကိုဆက်တော့အရင်ရေးတယ် he heard the past tense ဖြစ်နေတဲ့အခါကျတော့ he heard ပါသူကြားခဲ့တယ်ပေါ့ဘာကိုကြားတာလဲမျိုးသမီးတယောက်တန်ကြခြင်းနဲ့ရည်တယ်ဆိုတော့ first case ကိုရေးတဲ့အခါကျလို့ရှင်ရင်ဘာကြီးပဲဖြစ်နေနေအနေကင်းဖြစ်နေလဲဆရာတို့ SES ထဲလို့မရဘူးရှင်းမှာ past tense ဖြစ်နေလို့လဲနောက်မှာ past tense လာပြောင်းလို့မရဘူးဘာဆိုဘာမှပြောင်းလို့မရဘူး to မပါတဲ့ဘဲ infinitive အဲ့လိုပုံစံမျိုး ਨੇ ဆက်လို့ရေးရ first case ကိုပြန်ရေးတဲ့အခါမှာဘာပဲဖြစ်နေနေဘလို့ tense ပဲဖြစ်နေနေပါ to မပါတဲ့ပဲ infinitive နဲ့ပဲဆက်တော့ရေးရမှာဖြစ်တယ်ပထမစာကြောင်းမှာဆိုလို့ရှင်လည်းပဲ animate hell pick up the dog အဲ့ဒီမှာဆိုလို့ရှင်ဆက်တော့ညီမလို့ပါတာပြန်တော့ hell အယုတ်ပြန်ကောက်ဖို့ကို any ကခိုင်းတယ်ဆက်ဆက် second case ဖြစ်တဲ့ န်ဒီကခိုင်းနေဆိုတဲ့ဟာအရင်ရေးတဲ့ animate first case ကိုဆရာတို့ပြန်ရေးတဲ့ helen အမှ pick မှာ3ထားကအမှကအဲ့လို case နှစ်ခုတပြိုင်တည်းဖြစ်တဲ့အချိန် case နှစ်ခုတပြိုင်တည်းဆိုတော့တဆက်သေးပေါ့လေအဲ့လို case နှစ်ခုတဆက်တည်းဖြစ်တဲ့အချိန် first case ကိုဒုတိယနေရာမှာထားပြီးရေးတဲ့အခါကျရင်ဘယ် infinitive ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာ helen ကအနေကင်းဖြစ်နေပေမဲ့လည်းဒီ pick မှာဆရာတို့ s လာထည့်စရာလုံးဝ မလို့တလို့ဒီမှာ past tense ဖြစ်နေလို့ဆိုပြီးတော့လည်းပဲဒီမှာ ed လာထည့်စရာလုံးဝမလို့ဘာလို့လဲဆိုလို့ရှိရင်ဒီလိုမျိုးဖြစ်ရတဲ့ကိုတစ်ဆက်တည်းဖြစ်တဲ့အချိန် first case ကိုရေးတဲ့အခါမှာပဲ infinitive တွေပဲပြန်ရေးရမယ်ဆိုတော့ဆရာသိစေချင်တာဖြစ်တယ်ဒီမှာဆိုတော့ဒီလို I didn't notice her enter the hall သူမခမ်းမာတဲ့ဝင်လာတာကိုငါသတိမထားမိဘူးငါသတိမထားမိဘူးဆိုတော့ second case ကိုအရင်ရေးတဲ့ I didn't notice ငါသတိမထားမိဘူး သူလည်းပဲ first time ဖြစ်နေတယ်အဲ့ဒါကို first time ဖြစ်နေလို့ဆိုပြီးနောက်မှာ enter မှာ ETLA ထည့်လို့မရဘူးဘာလို့လဲ bare infinitive first case ကိုပြန်ရေးတဲ့အခါမှာဆရာတို့ကဘာမှပြောင်းလို့မရအောင်ဒါလေးကိုနားလည်သဘောပေါက်မယ်ဆိုလို့ရှိရင်ဆရာတို့ဆက်ပြီးတော့ကြည့်ရအောင်ဆိုတော့ထုံးစံတိုင်းပဲပေါ့လေ complete the sentence with the correct form of the verbs in the box so the box တဲ့မှာ verb ပေးထားတယ်ပေါ့ help let feel listen to make help ကိုညီသည် let ခွင့်ပြုသည် feel ခံစားရတယ် listen to နားထောင်တယ် make ပြုလုပ်တယ်ဆိုတော့ verb ငါးခုပြထားတယ်ဆိုတော့အောက်မှာ colon ငါးခုရှိတယ်ဒါလေးကိုဆရာတို့အတူတူဖြည့်ကြည့်မယ်အဲ့မှာ तू ကတကုတ်တတိထားမှာ correct form of verbs လို့ပြောတဲ့အတွက်ကြောင့်မလို့ verb တွေကိုလိုအပ်တဲ့အခါမှာလိုအပ်တယ်လို့ပြင်ပြရဆိုတော့ဆရာတို့က first case ဆိုလို့ရှိရင်တော့ဘာမှပြင်စရာမလိုဘူး infinitive ဆိုပေမဲ့ second case ပေါ့ထိပ်ဆုံးမှာပါနေတဲ့ပထမတစ်ပိုင်းမှာပါနေတဲ့ second case ကတော့ verb အပြောင်းလဲရှိတယ် past tense ဖြစ်ခြင်းဖြစ်မယ် present ကို SAS ထည့်ခြင်းထည့်ရမယ်သူပြ tense ပုံကိုတည်ပြီးဆိုတော့ပြောင်းပေးရမယ်သို့တော့ first case ဒုတိယနေရာမှာရှိနေတဲ့ပထမဖြစ်ရအဲ့ဒီအကောင်ကိုတော့ဒါဆရာတို့ကဘယ် infinitive to မှာပါတဲ့ infinitive ပုံစံမျိုးနဲ့ပဲရှင်းရမယ်ဟုတ်ပြီဒါလေးတော့ပေါ့ပေါ့ဆရာတို့ဖြေကြည့်ရ my parents blank me watch tv until 10:30 pm စနေခွဲတီ tv ကြည့်ခွဲပေးတယ်ဆိုတော့ my parents let me watch tv until 10:30 pm ဒါကရှင်းတယ် parent မှာလည်းအများကြီးဖြစ်တယ် fast time လည်းမဟုတ်တဲ့ခါကျတော့ let ပဲဆက်လို့ထည့်ရုံပဲ number 2 last week ပြီးခဲ့တဲ့ပတ်က past our english teacher blank us write an essay so essay ye kindness ဆိုတော့ made us ပေါ့ our english teacher made us အဲ့ဒီမှာလည်းပဲဆက်လို့ကဒီမှာဆက်လို့ချက်ပထမတစ်ပိုင်း second case ဖြစ်တဲ့ခါကျတော့ပြောင်းအောင်ပါပဲ made us ဆက်လို့ပြောင်းအောင်ပါပဲ essay on the quality of a good citizen ဒါပဲ3 he second case ပထမနေရာမှာရှိနေတယ်ဆရာတို့ low order task ကို lower တို့ပြောင်းအောင် blank his heart beat so fast and he decided to see a doctor ဟော decided to see a doctor ဆရာတို့ပထမတော့ရိုးလေးစဉ်းစားလိုက်တယ်ပထမနေရာမှာရှိနေတယ် second case task ပြောင်းအောင်မယ်ဆိုမယ်နောက်ကိုပြန်ကြည့်တော့ဆရာတို့ကဒါ decided ကြီးဖြစ်နေတယ် ed ကြီးဖြစ်နေတယ် past tense ကြီးဖြစ်နေတယ် ဆိုတော့သူဒီ case နှစ်ခုပြန်ပြန်လည်ကြည့်ထားလို့ဆရာတို့ယူဆလို့ရတယ်။ first case ကိုအရင်လာပြီး second case ကိုနောက်ခုပို့ထားပုံမှန်ရေးတဲ့စာကြောင်းပုံစံပြန်ပြန်လည်လို့ဆရာတို့ယူဆလို့ရတယ်။ဘာလို့လဲဆိုလို့ရှိရင်သူရဲ့ grammar pattern ရထည့်ရေးမယ်ဆိုလို့ရှိရင်ဒီကောင်က infinitive ပဲဖြစ်နေရမှာ။ ed ပါနေစာအကြောင်းမရှိဘူး။ဆိုတော့ဒီမှာ ed ပါနေဆိုတော့သိကြတာဒီသူဒီဒါ second case ပဲ။စာကြောင်းကိုပြန်ပြန်လည်လာတဲ့ခါကျတော့ဆရာတို့ first case ကိုပြန်စဉ်းစားတဲ့ခါမှာ infinitive ပဲစဉ်းစားတော့ he feel his heart beat so fast and he decided to see a doctor ဘို့ဒီစာကြောင်းမှာဆိုလို့ရှိရင်တော်ပြောင်းပြန်လဲရေးထားတာပုံမှန်ရေးနေကြပုံစံတိုင်းမဟုတ်ပဲနဲ့ပြောင်းပြန်လဲရေးထားတယ်သူနှလုံးခုန်တာအယမ်းမြန်နေတယ်ဆရာမကိုတော့တွေ့တယ်ဆိုတော့ဆရာတို့ဒါကိုဆရာတို့စဉ်းစားလိုက်ခါမှာပုံမှန်အင်္ဂလိပ်စာရေးတယ်လို့ပြောင်းပြန်မရေးထားဘူးပေါ့လေအင်္ဂလိပ်စာသဘောရဆိုတော့ပြောင်းပြန်မြန်မာစာသဘောရဆိုတော့ဒဲပေါ့လေ first case အရင်လာတယ်ပြီးမှ second case လာတယ် ဆိုတော့ဒီကောင်မှာဒီနေရာမှာတေချာတာကဆိုတော့ infinite effect ဖြစ်သွားမယ် he feel his heart be so fast and he decided to see a doctor ဒီပုံစံမျိုးဖြစ်သွားမှာ for the information will blunt the police find the convicted criminal ဆိုတော့ဒီမှာတော့ပြောင်းပြန်နေတာလားဆရာတို့ဘလို့မှမဖြစ်နေပါဘူးဆိုတော့ဒီမှာ infinite ဖြစ်နေတယ် police ကဒီမှာ ses လည်းမပါဘဲကြာဒီမှာ infinite ဖြစ်နေတယ်ဆိုတော့တေချာရတာတော့ပုံမှန်တိုင်းပဲဆိုတော့ will လည်းဖြစ်နေတယ် model verb လည်းဖြစ်နေတဲ့ခါကျဆိုတော့ဘာမှပြောင်းစရာမလို help the police ပဲ This. this, information will help the police find the convicted criminal. Number five, we blame our children sing an English song beautifully at the concert yesterday. So that we listen to our children sing an English song beautifully at the concert yesterday. Am I yesterday, Bali? ဒီမှာလည်းပဲစင်းကို ED မထည့်တာဘူးဆိုတော့သိကြတယ်ဒါဒဲပဲပုံမှန်အတိုင်းပဲဆိုတော့ we listen မှာ ED ပါပါတယ် we listen to our children ပြီးတော့ infinitive say english song beautifully at the concert yesterday ဒီပုံစံနဲ့မှဖြစ်သွားမှာဖြစ်တယ်။နံပါတ်2ကိုကြည့်အောင် rewrite each of the following pairs of sentences as one sentence အတူဒီမှာ sentence အတွဲလေးတွေပေးထားတယ်အဲ့ဒါကို one sentence နဲ့ပြောင်းပြီးတော့ရေးရအောင်ပထမဦးခုကတော့ example လို့ပေးထားတယ်အဲ့မှာတတိထားမှာကသူပေးထားတဲ့ pair သည်ဘယ် case ကိုအရင်ပေးထားတာလဲစဉ်းစားပါဦးဆိုသူပေးတဲ့ case ပုံမှာ multiple မှာဆိုတော့ verb ကို infinitive ထားမှာလားပြောင်းမှာလားဆိုတော့စဉ်းစားအောင်ပါ so သူအရင်ပေးထားတဲ့ပထမပေးထားတဲ့ case တွေ case 1လား case 2လားဆရာတို့အရင်ခွဲမှာသားဒီစာကြောင်းတွေက tense ကိုမှတ်မှတ်ကန်ကန်နဲ့ဆရာတို့တို့လို့ဆိုဒီလိုမျိုးစာကြောင်းတွေမှာ tricky ဖြစ်တာကဘာလဲဆိုလို့ရှင် case ကဒဲလာလားပြောင်းမြန်လာလားပေါ်တဲ့ case ကဒဲလာလားပြောင်းမြန်လာလားဆိုတဲ့ပုံမှာမူတည်ပြီးတော့မှ verb အထားသူကပြောင်းသွားတာဆိုတော့ verb အထားသူမှန်ဖို့ဒီဘယ် case ကဘယ်နေရာမှာရှိလဲသတိထားဖို့အရေးကြီးတယ်ဆိုတော့ number 1ကိုဆရာတို့နမူနာကြည့်အောင် A woman picked up the purse and handed it to another woman. မျိုးသမီးတယောက်ကပစံရည်ကိုကောက်တယ်နောက်ထပ်မျိုးသမီးတယောက်ကိုပေးလိုက်တယ်မဲမဲ notice ထားအဲ့ဒါကိုမဲမဲကမြင်တယ်ဆိုတော့ဒီမှာဆိုလို့ရှိရင်မဲမဲ notice ထားအဲ့ဒါကိုမဲမဲကသတိထားမိတယ်ဆိုတော့ဒီမှာဆိုလို့ရှိရင်ဒီပထမစာအကြောင်းတဲ့မျိုးသမီးတယောက်ကပစံရည်ကိုကောက်ပြီးနောက်တစ်ယောက်ကိုပေးရဆိုတဲ့ပထမစာအကြောင်းတဲ့ဒါ first case ပေါ့ second case ကတော့တို့အဲ့လိုလုပ်နေတာမမမြင်ရတယ်ပေါ့ဒါ second case ပေါ့ဆိုတော့ဒီရလက်ခုမှာသူကဘယ်ကနေစလဲဆိုတော့ပုံမှန်ဆိုဆရာတို့ second case ကနေစဆိုတော့သူလည်းဒီပုံစံနဲ့မဲ့ second case ကစတယ်မမ noticed person ဘာလို့ဆိုဒီမှာ person တုံးတဲ့ကြောင့်မလို့သူလည်း person မပြန်တော့လည်းမမ noticed ပြီးတော့ဒါပဲလေ a woman pick up ပဲဖြစ်သွားပြီ person မလိုတော့ဘူးဘဲ infinitive case နှစ်ခုတစ်ဆက်တည်းရင်ဘဲ infinitive Sayyong. Pick up the pass and hand it to another woman. Number two, he went out of the room. Tu kanega biengo twakere. She hurt him. Tu ma chiare. So the tu kanega ne bieng twatao tu ma chiare. So the first case he went out of the room. Pime. Second case she hurt him. The second case pime. So the thong sa dai ma tu la second case ka ne bieng sa pi tha de. So the she hurt him. ဟင်းနဲ့ဟီနဲ့တူနေတယ်ဆရာတို့ pronoun နှစ်ခုတထထည်တူနေတဲ့အခါမှာနှစ်ခါပြန်မရေးဘူး she hurt him go out of the room ဖြစ်သွားပြီ first case ကိုပြန်ရေးတဲ့အခါမှာ bear infinitive go out of the room number 3 he dived into the river i saw him သူမြစ်ထဲကို diamond ထိုးတယ်ငါတွေ့တယ် diamond ထိုးတာ first case ငါတွေ့တာ second case second case ကပြန်ဆက်ရဲဆို i saw him dive deep လို့တော့ into the river number 4 the students did an experiment as a laboratory so laboratory တခွဲခန်းထဲမှာကျောင်းသားတွေကစမ်းသပ်မှုတစ်ခုကို look at the principal observed them so ကျောင်းဦးကြီးကသူတို့ကိုကြည့်ချက်လေ့လာ observed ဆိုရတော့ကြောက်မလို့ ကျောင်းသားတွေက experiment လုပ်တာဒီ first case ဖြစ်မယ်။ကျောင်းဝန်ကြီးကလေ့လာကြည့်ချက်တာဒီ second case ဖြစ်မယ်။ဆိုတော့သူဒီ second case ကနေပြီးထားတဲ့ principle observed ပြီးတော့မှ than နေရာမှာဆရာတို့ဒီ pronoun နဲ့ main noun နဲ့ဆရာတို့နှစ်ခုရှိတဲ့အခါမှာ main noun ကိုပဲထည့်မယ်။ the principle observed the student do the experiment in the laboratory ဟုတ်ပြီနော်။ number 5 The police car left the village. Yega Joanne Tadware. From a bedroom window, Nunu watched it. So Yega Joare and Tadwara Nunua to be a camp at him on a genie. So Yega Tadwara the first case PMA, Nunu Jira the second case. So as I'm look, second case Kabatu Sabi B. What is a woman time I bet him around Sajangiga. From a bedroom window to a camp at him on a video, Nunuga watched the police car leave. the village ဒီပုံစံတိုင်းမဖြစ်သွားမှာဆိုတော့ဒါလေးကိုလေးလာပြီးပြီဆိုလို့ရှိရင်တော့ဒီသင်ခန်းစာကိုနားလည်သဘောပေါက်မယ်လို့ဆရာယုံကြည်ပါတယ်ဒါပေမဲ့ဒီလိုကျေးဇူးတင်ပါတယ်ပုံမပြည့်စုံတဲ့သင်ခန်းစာတွေမိကွန်အဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်